အလုံးမဲမင်္ဂလာပါမကြာခင်ထိုးသက်ကြတော့မဲ1 Friday 5 132ပြိုင်ပွဲမှာ Bronica နဲ့တရုတ် Kickboxing မှာ Li Min Ru တို့ကဒုက္ခပွဲဖြစ်ထိုးသက်ကြတော့မှာပါ Bronica ရဲ့ပြိုင်ပွဲတရုတ် Fighter က1 Championship ရဲ့ပွဲဥထွက်ကိုထိုးသက်ရမှာပါတရုတ်မျိုးသမီး Fighter Li Min Ru က Kickboxing အသံနဲ့ Fighter တယောက်ဖြစ်ပြီးတော့မွေထိုင်းနဲ့ Kickboxing ပွဲ34ပွဲထိုးသက်ခဲ့ပြီးတော့ဆက်ကနပွဲနိုင် ခနပွဲရှုံးဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားတာပါသူရဲ့ kickboxing ပွဲကို2024မှာနောက်ဆုံးထိုးသတ်ခဲ့ပြီးအပွဲနောက်ပိုင်းပွဲမထိုးတော့ပဲပွဲဝေးနေတာတနစ်ကျော်ကြာနေခဲ့ပြီလည်းဖြစ်ပါတယ်ဒါက Bronica တွဲ Tail Fighter ကိုအနိုင်ယူပြဖို့အကောင်းဆုံးခွင့်ရပါနောက်တစ်ချက်ကမွေတိုင်းစီမင်းနဲ့ထိုးသတ်ရမှာဆိုတော့ Bronica တွဲဒီပွဲစဉ်က တိတ်ခက်ခဲမယ်လို့တော့မမြင်မိပါဘူး။လဲထိုးနိုင်ရနိုင်ခြေလဲများနေတာပါ။စောပိုင်းတုန်းကဝမ်ချမ်ပီယံရှစ်နေနဲ့ဘရိုနီကာကိုပြင်သစ်မျိုးသမီးဖိုက်တာအန်နီဆာမက်ဆန်နဲ့ဝမ်ဖိုင်နိုင်လို့ပွဲစဉ်ကြီးမှာကစ်ဘောက်ဆင်ပွဲပေးထိုးဖို့စီစဉ်ထားခဲ့ပေမဲ့လည်းအကြောင်းမျိုးကြောင့်ပွဲပြက်ခဲ့ရပြီးတော့ဝမ်ချမ်ပီယံရှစ်ဘက်ကတရုတ်မျိုးသမီးဖိုက်တာကိုအန်နီဆာမက်ဆန်ရဲ့နေရာမှာအစားထိုးခဲ့တာပါတရုတ်မျိုးသမီးဖိုက်တာအနေနဲ့ပြင်ဆင်ချိန်နည်းနည်းပဲရလောက်မှာပါ ဒီချက်တွေကဘရိုနီကာအနေနဲ့နောက်ထပ်ဝမ်ချမ်ပီယံရှစ်မှတ်တမ်းမှာအနိုင်ရလကိုထပ်ပေါင်းဖို့အကောင်းဆုံးအခြေအနေဖြစ်သွားလောက်တာပါမကြာခင်ထိုးသက်ကြတော့မဲ့ပွဲမှာအနိုင်ရလကိုပေါ်ဆောင်သွားနိုင်မလားဆိုတာစောင့်ကြည့်ရအောင်အလုံးကိုကျေးဇူးများအိတ်တင်ပါတယ်